မျိုးသမီးတယောက်ဟာဘယ်လိုကုသကောင်းမှုတွေချောင်းမနာဘကာယကဘုံရောက်ရတာပါလေ။ဘာတွေလှုပ်လို့ရောက်တာတော့ဆိုတော့မြတ်စွာဘုရားဟောတယ်။နိရုဒ္ဓတဲ့အမျိုးသမီးတယောက်ဟာဒီအချက်ရှစ်ချက်လိုင်းနာပြီးတော့နေထိုင်တဲ့အမျိုးသမီးဟာဒီအချက်ရှစ်ချက်ကိုတသိမတိန်လိုင်းနာပြီးတော့ရှင်းသုံးသည့်အတွက်သူဟာဒီဘုံကိုရောက်တာလို့ ဲ့ဒါစိတ်ဝိဇ္ဇာတဲ့ကောင်းတယ်အဲ့မှာအချက်ရှိချက်ကသီလလည်းပါတယ်ဒါနလည်းပါတယ်တမန်ဘဝမှာမိသားစုဘဝမှာလောက်ကင်တာတွေနဲ့ပါနေတယ်အဲ့ဒါစိတ်ဝိဇ္ဇာတဲ့ကုသိုလ်ကောင်းမှုရှိလို့ဖြစ်တာကြီးပဲမဟုတ်ဘူးအဲ့တော့သတိထားကြရကစိတ်နဲ့ကန်းနဲ့မိသားစုတဝန်ချီချီလောဘနဲ့မဟုတ်ဘူးဒေါသနဲ့မဟုတ်ဘူးကိုတရားချီပြွန်စွာနေလို့ရှိရင်လည်းဒါကုသိုလ်ရတယ်ဆိုတဲ့အိဗေပေါ်တယ် ဟုတ်တရားကြည့်ဖို့လို့ရပေါ့အိမ်မနေပြီမဲ့လို့ဝတ်တရားကြည့်ပြီးတော့မေတ္တာနဲ့နေတာဟာကုသိုလ်ရတယ်လို့သူဆိုလို့တဲ့အဲ့တော့ရှင်မျိုးကိုတစ်ခုစီခွဲပြတဲ့ခါကြတော့ဘာလို့ဆိုနမတ္တကမျိုးသမီးတယောက်ကိုသူ့ရဲ့မိဘတွေကနေပြီးတော့အိမ်တော်ရဲ့သားချပေးတယ်ပေါ့အော် ဒါအဲ့တော့ရသားကြတဲ့မြို့သမီးတွေအတွက်ကြီးပဲပြောမြို့သမီးမိဘတွေကကောင်းကျိုးချမ်းသာဖြစ်ဖို့ညှို့လင်းချက်နဲ့ကိုယ့်ရဲ့သမီးကိုအဲ့တော့ရသားချပေးလိုက်တယ်တဲ့အဲ့လိုအိမ်တော်ရဲ့သားချပေးတဲ့အမျိုးသမီးဟာကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာဟိုတရားချေပြုံးမှုရှိတယ်။ဟိုတရားချေပြုံးစွာနေထိုင်တယ် တတ်ချက်နော်ဝတ္တရားကြည်ပြောနာအဲ့ဒါဝတ္တရားကြည်ပြောနာတဲ့ဒါကုသိုလ်ရနေတဲ့သဘောရှိတယ်ကိုလိုရမယ့်ဝတ္တရားကိုကြည်ကြည်ပြောင်းလုပ်ပြီးတော့မေတ္တာနဲ့နေထိုင်နေတယ်နောက်တစ်ခုကပါရုံဆိုရင်မိမိရဲ့အိမ်နောင်ဘက်ကကရုကတော့ဖြူပြီးတော့လေးစားရတဲ့အမေတို့အဖေတို့ဆိုရောက်ခမပါလေခုခဲ့ပြောင်းအိမ်နောင်ဘက်ရဲ့မိဘတွေ သူကိုဝဲတဲ့ဖာသာအဲ့ဒီအရေးပေါ်မှာသူဟာတလေတစားကိုတရားချေပြွန်စွာဆောင်ရွက်ပေးတယ်ဒါတခုဒါဒုတိယမြောက်ခုသူတွေဒါဟိုလူတွေကကုသိုလ်စင်နဲ့တော့မထဲ့ပါဘူးတရားတွေနော်ကိုတရားချေပြွန်စွာဆောင်ရွက်တယ်နံပါတ်3က အိမ်မှုလုပ်ငန်းနေနဲ့ပတ်သက်လာတဲ့အခါမှာသူဟာလှုပ်တတ်တယ်၊ခိုင်တတ်တယ်၊ချက်တတ်တယ်၊ပြုတ်တတ်တယ်အလုံးအတွက်စီမံခန့်ခွဲချက်ပြုတ်မပြင်းမရီအိမ်မှုကိစ္စတွေကိုလှုပ်တယ်တဲ့ပြောပါစို့ဒါလည်းကုသိုလ်တစ်ခုပဲကြွလာဒါလည်းကုသိုလ်လို့မထင်ကြဘူးလေဒါသူလုံးဝမဲ့ဝတ္တရားတွေကိုသူချစ်ချစ်ပြင်ပြင်လှုပ်တယ်ပေါ့ နောက်တစ်ခုကပါတော့အိမ်မှာကိုယ့်အိမ်မှာဝိုင်းကူပြီးတော့လှုပ်တဲ့အိမ်ကခိုင်းနေတဲ့ပုဂ္ဂိုလ်တွေလှုပ်သမားတွေရှိတယ်သူတို့ကိုအုပ်ချုပ်တဲ့ခံပါတဲ့လှုပ်ရင်လှုပ်သလိုမလှုပ်ရင်မလှုပ်သလိုခွဲခြားသိတယ်အလုံးစ조사ရင်조사သလိုအလုံးမ조사ဘူးဆိုရင်မ조사တဲ့အတိုင်းတာခွဲခြားပြီးတော့ သူတို့ကိုပေးတဲ့ကံနဲ့မလုံတဲ့လူစုပေးတတ်ပေးပေါ့လုံတဲ့လူပို့ပြီးတော့ခရုဆိုင်ပေးနေမကောင်းတဲ့ဘက်သာရှိလာလို့ရှိရင်ဟိုနေဝန်ကကောင်းတဲ့ဘက်သာရှိလို့ရှိရင်သူ့ကိုဆေးဝါးကုသပေးတယ်ပေါ့ကိုရင်ကလူတွေကိုနော်နေနေမကောင်းတဲ့ဘက်သာရှိလို့ရှိရင်လည်းခွင့်ရက်တွေပေးပြီးတော့ညတာမှုထားတယ်သူနဲ့တန်နဲ့လှုပ်ဖက်လှုပ်ပြီးတော့ညတာမှုတွေပြုတယ်နောက် အိမ်မှာစားတဲ့အတောက်ဆရာရှင်နဲ့ညီလူညီမြခွဲဝေပြီးတော့ပေးတယ်တဲ့။ဒါနဲ့တအားလည်းကုသိုလ်လို့ပြောတာ။ဒါနတ်သမီးဖြစ်ဖို့ရအတွက်ဒါတွေကလည်းကုသိုလ်တွေဖြစ်တယ်။ဒါတွေကိုလည်းယူရအလုပ်လို့ဆိုပြီးတော့ကုသိုလ်လို့တော့မထင်ကြဘူး။ဒါလည်းကုသိုလ်ပဲတဲ့။နောက်နံပါတ်5ကတော့ကိုယ့်ရဲ့အိမ်သားကအပြင်းမသွားပြီးအလုပ်လုပ်ပြီးရှာဝေးလာခဲ့တဲ့ငွေချေးတနတ် ဥစ္စာပစ္စည်းတွေကိုမခိုးမဝဲမထိမ့်မကြံမသုံးမဖြုံးမဲကိုယ်အနောက်ပဲမသိအောင်တိတ်တိတ်ပုံခိုးဝတ်တာတို့သုံးဖြုံးတာတို့မလုတ်ဖဲနဲ့သူဟာတည်တည်ချာချာစနစ်တကျစီမံခန့်ခွဲပြီးတော့တိမ်သားလုံးအတွက်အသုံးပြုတယ် ရှားလာတဲ့ပစ္စည်းထိမ့်သိမ်းရှောက်ရှောက်တယ်ပေါ့ဒါကိုဆိုလို့စီးတဲ့ရေးဩခန်းနဲ့ကတဲ့ဆိုအလုပ်ပေါ့စီးလာတဲ့ရေးတွေကိုပျောက်ပြစ်မတော့အောင်တမန်နဲ့စီးပေးထားတယ်ပေါ့ကတဲ့နဲ့စီးပေးထားတယ်လဲထဲမှာရေးသွင်းတာအဲ့ဒါလို့ရှားလာတဲ့ပစ္စည်းကိုပျောက်ပြဲမှုမရှိအောင်သူကစီးပန်းဆောင်ရပေးတယ်အဲ့ဒီငါးချက်ကကြည့်ရမယ်ဆိုရင်ဒါ အနောက်ဘက်စနီးတဲ့မြာလိုက်နာကျင့်သုံးရတဲ့တောင်းဝတရားပဲဒါနော်သူ့ရဲ့တောင်းဝတရားကိုသူချေပြောင်းလုပ်တယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒီတောင်းဝတရားချေပြောင်းခြင်းဟာဟိုထူးခြားတဲ့ကုသိုလ်ကြီးမဟုတ်တော့လည်းပဲဒါကုသိုလ်ပဲအပြစ်ကင်းပြီးတော့ မြန်ပေါ်မှာမြတ်မြတ်တာတာမေတ္တာထားပြီးတော့လှုပ်တာဖြစ်လို့မေတ္တာနဲ့လှုပ်တာဖြစ်လို့ဒါလည်းကုသိုလ်ပဲတို့သူဆိုလို့တင်ငါချက်ကဒါရိုးရငါတဲ့ပဲဖြစ်တယ်နောက်ထပ်နံပါတ်6ကြတော့မနာဘကဤကနတ်သမီးဖြစ်ဖို့ဒါကြတော့ဘာသာရေးဘက်က7နိုင်လာပြန်တယ်နော် ဖျားကိုကိုးွယ်တယ်တရားကိုကိုးွယ်တယ်တန်ခါကိုကိုးွယ်တယ်ဘုရားန္တရဏကိစ္စမိဓမ္မန္တရဏကိစ္စမိတန်ခန္တရဏကိစ္စမိရှရဏသုံးပါးကိုကိုးွယ်စိက္ကတုဖြစ်တယ်အဲ့ဒါဆိုရင်တော့ဘာသာကြားရရဘလို့လို့ဖောဒန္တရဏကိစ္ဆာမိဓမ္မန္တရဏကိစ္ဆာမိတန်ခန္တရဏကိစ္ဆာမိဖယတရားတန်ခါ ကိုယ်ွယ်တိုက်တဲ့ယရဏများကိုကိုယ်ွယ်နဲ့စကတ်တယ်တရဏဂုံတီးတယ်ပေါ့ဆိုလို့တယ်ပေါ့ဒါနမချော့အဲ့တော့ဘုရားဝတ္တမဟုတ်ရင်တော့ဘုရားတရဏဂိသမိဓမ္မတရဏဂိသမိတန်ခံတရဏဂိသမိတော့ပါမှာမဟုတ်ဘူးသို့တော့သူကိုယ်ွယ်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဆိုလို့ရှိရင်တော့အထက်တယောက်တော့အကျိုးရှိမှာနော် သူတော်ကောင်းကိုကိုးဝဲတယ်ဆိုရင်တော့ထိုက်လျောက်ကျိုးရှိရမှာပြီးတော့လိုင်းနာကျင့်သုံးတဲ့တရားကကောင်းတဲ့အကျင့်တရားဆိုရင်လည်းကျိုးရှိမှာပဲဒါကျိုးရှိဘူးလို့ပြောလို့မရသူတို့လည်းအကျိုးရှိနိုင်တယ်ပေါ့နောက်တစ်ခုကနမခွန်ကြတော့ဘာလို့ဆိုကိုချင်းသီလနဲ့ပြည့်စုံတယ်အဲ့ဒါတော့ဒါသီလပဲရောက်လာတယ် အဲ့ဒီကိုချင်းသီလဆိုတော့ဘာသာကြားပဲဖြစ်ဖြစ်ဘုရားဘာသာပဲဖြစ်ဖြစ်တာကိုချင်းသီလဒီကိုချင်းသီလတော့ရှိအောင်ဘာလို့ဆိုရင်သူများတဲ့တချင်းကရှောင်ရမယ်သူများဥစ္စာမတရားယူတာရှောင်ရမယ်ကာမိသူမဆဆရာရှောင်ရမယ်မုသဝရရှောင်ရမယ်သူရမေတရားရှောင်ရမယ်အဲ့ဒီရှောင်ကျင်မှု၅ရက် မရှောင်းရင်သူကဒုစရိုက်ပဲလေဒါနော်လောကမှာရာဇဝမှုဖြစ်တာပဲလူရဲ့ဥပရိမှာသူ့တတ်ရင်တော့ပြည့်မရှိဘူးသူ့တတ်ရင်ပြည့်ရှိတယ်လူဥပရိကသာခွဲတာဘာသာတရားမြတ်စွာဘုရားဟောတဲ့တရားကြတော့ဘုသူတတ်တထူလူပဲပါဏာတိပါဒဖြစ်တာနော်သို့သောအတိုင်းတားခြင်းတော့မထူတတ်ဘူးပေါ့ တော်ကောင်းတတ်တာနဲ့တိရမတတ်တာနဲ့မတူဘူးအဲ့လိုတော့ကွဲပြားခြားနာမှုတွေရှိတာမန်ပုဂ္ဂိုလ်တယောက်တတ်တာနဲ့ကိုယ်မိဖေတတ်တာနဲ့မတူတာမန်ပုထုဇဉ်တယောက်တတ်တာနဲ့ယဟန္တာပုဂ္ဂိုလ်တတ်တာနဲ့မတူပြန်ကိုချင်းတိရရှိတဲ့ပုဂ္ဂိုလ်တတ်တာနဲ့ကိုချင်းတရားမရှိတဲ့ပုဂ္ဂိုလ်တတ်တာမတူပြန်မတူတာပါမတူတာတော့ဆိုအချိုးပေးတာမတူတာ ိုပြီးတော့အပြစ်ချီးတယ်အတ္တခံရတဲ့ပုဂ္ဂိုလ်ကကိုကျင်တရားကောင်းလေလေအီချင်းရှိလေလေတတ်တဲ့ပုဂ္ဂိုလ်မှာပို့ပြီးတော့ပြစ်ချီးတယ်ဒါကတော့တဘာဝကြပါတယ်တဘာဝကြပါအလုံးတူတယ်ဆိုတော့တဘာဝမကြဘူးเนาะအဲ့တော့ဖေတ္တဝါကိုမှမတတ်ဖူးရှောင်းနေသူမြတ်ပစ္စည်းကိုဘယ်တော့မှ ဟိုမပေးပဲနဲ့သူများပစ္စည်းကိုလိမ့်ယူတာညာယူတာခိုးယူတာတခုမှမလုပ်ဘူးရှောင်နေကာမေတုမိစ္ဆာစာရနော်ကိုနဲ့တရားဝင်လက်ထပ်ထားတဲ့ပုဂ္ဂိုလ်မဟုတ်တဲ့ပုံမှာသွားပြီးတော့ဆက်ဆံမှုလုပ်တာမရှိဘူးရှောင်နေဘုဒ္ဓဝါရသူတပါအကျိုးပြည့်ပြားတော့အောင်လိမ့်နည်းလေးပြပြောတာမျိုးမရှိဘူးရှောင်နေ အယက်သေးစားမှုရစီဝတောက်စားတာမရှိဘူးရှောင်းနေဒီရှောင်းကျင်မှု9ရက်သာဝတိလားအဲ့ဒီ9ဘဝတိလားရှောင်းနေခုတုကနမခွန်တော့နမရှိကြတော့ဘာလို့ဆိုရှေးရောတဲ့သူအိမ်မှာနေတဲ့အချိန်မှာဘသူ့ပေါ်မှာပဲဖြစ်ဖြစ် generosity လို့ခေါ်တော့ပေါ့နော် generosity အလုံးပေါ်မှာမြတ်မြတ်တတာ share တတ်တယ်ဘယ်သူပဲဖြစ်ဖြစ်ကျွေးခြင်းနဲ့မွေးခြင်းနဲ့ပေးခြင်းနဲ့ဆက်ရှိတယ်အလုံးပေါ်မှာမြတ်မြတ်တတာစွန့်ထွက်တယ်အဲ့ဒီစိတ်ဓာတ်ကတော့အလုံးမမြတ်တဲ့စိတ်ဓာတ်ကိုယ်သာသုံးမယ်ဆိုတဲ့မစ္စရိယတရားကင်းပြီးတော့အလုံးအတွက် ွဲဝေပေးနိုင်တဲ့စိတ်တမျိုးဒါကိုသာခဝတိစွန့်လွတ်မှုရှိတယ်လို့ဆိုဆိုတယ်စွန့်လွတ်တယ်စွန့်လွတ်တယ်ဆိုတာဘာလို့ဆိုရင်ကိုယ့်အတွက်တောင်းပါစွန့်လွတ်တာကိုယ်စားမဲ့ဟာတောင်းသူများကိုပေးတယ်ဆိုတာဒါစွန့်လွတ်တာခေါ်တယ်အဲ့ဒီလိုစွန့်လွတ်မှုပေါ့အစားတဲ့အတော့ဆရာနဲ့ပတ်သက်ပြီးတော့အဲ့လိုစွန့်လွတ်ပြီး ဝိကတမလမစ္ဆေရိနာစေတသာအခါရံအစ္ဆဝတတိမစ္ဆရိယစိတ်ကင်းပြီးတော့အိမ်မှနေတာအိမ်မှနေတဲ့အချိန်မှာမစ္ဆရိယတရားများနေလို့ရှင်ဒါတော့မထိနဲ့ဒါငါဟာဒါဘုသူဟာနဲ့ဆိုပြီးတော့ခွဲထားမကန့်ရအောင်နော်တချို့မှာကိုကြိုက်တာကိုယ်ဆွဲဆဲချက်တာလေမကြွေးဘူးကြံတဲ့လူတွေ ါငါအတွက် special အဲ့လိုဟာလေးကရှိသေးတယ်လေအဲ့လိုမလုပ်ဘူးအလုံးအတွက်အလုံးအတွက်တူတူပဲစာရာတူတူပဲစင်တန်တူတူထားတယ်အဲ့ဒါဝိကတမလမစ္စေရိနာစေတတာအခါရဟိသဥတ္တိအိမ်မှာနေတဲ့အခါမှာစာရတော့တာခွဲချပြီးတော့မလုပ်ဘူးကိုတူတူထားတယ်မုဒ္ဒစာကာတဲ့ နမယောတာမလောက်ဘူးဟောကတ္တမှုမထဘဲနဲ့လွတ်လွတ်ကြီးဆုံးလွတ်တယ်ပေးတယ်ကမ်းတယ်စိတ်ကအတွေ့အစိမ့်မပါဘူးလို့ဆိုပယတပါဠိဒါကတော့တင်စားပြီးတော့ပြောတာစေကျော်ပြီးတော့လက်ရှိသူဖြစ်တယ်စေကျော်ပြီးတော့လက်ရှိသူဆိုတာအပေကံ helping hand ကိုပြောတာเนาะ keeping hand လို့ပြောကြပြော helping hand သူများကိုပေးထပ် kind that သူလက်ကဘယ်တော့မှပြန်ပြီးတော့ပြန်ကုတ်တာမရှိဘူးသူများစီကယူရလက်မဟုတ်ပေးတယ်လက်တူရဲ့ဖြစ်ပေးဖို့သူကဆန်နေမှာအဲအဲရောင်းလာလို့ရှင်ပေးမယ်ကြွေးမယ်သူကညောနေတာမလုပ်ဘူးအဲ့လို့ ပေးဖို့ရအစင်းသင်းဖြစ်နေတဲ့လက်ကိုဆေးကြောပြီးတော့လက်ရှိသူလို့သူတို့တင်သာတောင်းတာအေးသူများတဲ့ကိုရဲဆက်တဲ့တတ်တတ်တဲ့လူကြတော့ပိတ်လောဟိတပါနေတဲ့သွေးစွန်သောလက်ရှိသူအဲ့ဒီလိုတောင်းတာနော်သွေးပေစီဖြစ်စေမပေစီဖြစ်စေသူများတတ်ရင်ဒါသွေးစွန်သောလက်ပဲ တရားလဲဆေးသည်ဖြစ်စေမဆေးသည်ဖြစ်စေသူများကိုပေးတဲ့ကံနဲ့ဆိုတဲ့လူကပယတပါဠိစေကြောပြီးတော့လက်ရှိသူဖြူစင်တဲ့လက်ရှိသူတန်ရှင်းတော့လက်ရှိသူလို့ဒီလိုတွေပဲရအင်္ဂလိပ်သုံးပါ helping ဆိုတာနဲ့တူတူပါပဲအဲ့ဒါကူညီတတ်တဲ့လက်ရှိအလက်ရှိသူပုဂ္ဂိုလ်ဖြစ်တယ်တဲ့ဝတ်သက်ကရတော့ ပေးရကန်းရတာပေါ်မှာသူကစိတ်ပြော့တယ်ခြေနဲ့တယ်နှမျောဘူးမတွန့်ပေးရကန်းရမှာသူကခြေနဲ့တယ်ရှားဆယောကိုဘသူကလာတောင်းတောင်းတောင်းရတာလွယ်တယ်ပါလိမရှိဘူးလားရှိတယ်ရော့ယူသွားတော့အဲ့လိုပေးတဲ့လူဆုလို့ပေါ့ဌာနတန်ဝိပါကရတောရှားရတဲ့ပစ္စည်းကိုပေးတယ်ဝေပေးတယ်ခွဲခြားတယ် အဲ့ဒီပုံမှာသူကပြောမွေးတယ်။ဘယ်တော့မှတယောက်တည်းမစားဘူး။ဘယ်တော့မှငါအတွက်ဆိုပြီးတော့မထားဘူး။အလုံးမြှဝေပြီးတော့စားလေးရှိတယ်။အဲ့ဒါမျိုးပြောတာနော်။အဲ့ဒါမစ္စရိယကင်းစင်ပြီးတော့အိမ်မှာနေတဲ့အနေအထားတစ်ခုတဲ့။အဲ့ဒါကနံပါတ်၈။အဲ့တော့ငါဘသီလလုံနေဖရာတရားတန်ခါရဏသောစိကတ်တယ်။ ါတခုငါဘာတိလာလုံနေဒါတခုအပေးကံရရောတဲ့ဒါတခုအလုံးပေါင်းလိုက်တော့ရှစ်ခုဒီအိန္ဒြေရဲ့ဝတ္တရားက၅ခုဒီဘက်က၃ခုကုသိုလ်ဘက်က၃ခုနော် ဣန္ဒြေဝတရားကြည်ပြမှုတာကငါခုဖျားနေတရဏဂုံကတခုသာဝတိလာကတခုအပေကံရေရောတာတခုဒီသုံးမှုကတော့အခုသူဆိုထင်ရှားတယ်နော်ဟိုဘက်ကတော့ကုသိုလ်ရဲ့လို့မထင်ရှားဘူးသို့သောအမျိုးသမီးတွေဟာအဲ့တိုင်းလိုက်လာတယ်ဆိုလို့ရှိရင်အချက်ရှိချက် ပြည့်စုံသွားတယ်အဲ့တော့မြတ်စွာဘုရားကအနုရုဒ္ဓာနဲ့အခုပြောတဲ့ချက်ရှိချက်နဲ့ပြည့်စုံတဲ့အမျိုးသမီးတွေဟာတဲ့ဒီဘဝကသိဆုံးသွားလို့ရှိရင်ဒီကုသိုလ်ရှင်မျိုးကြောင့်ဒီချက်ရှိချက်ကြောင့်ဘာနာဘကိကာဆိုရဲနတ်သမီးဘွားကိုရောက်ပါတယ်သူဆိုပြအဲ့လိုခေါ်တယ်နော် နဘာကအေကဒိမနတတိဘုံရောက်တယ်လို့သူဟောတာ